င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမင်း ပထမအဆုံးတပုတ်အနေနဲ့မင်းအောင်လိုင်းအပါဝင်စစ်ဗိုလ်ချုပ်များဝန်ကြီးများတပ်အသိုင်းဝန်းများမှလူပုဂ္ဂိုလ်တရား၆ဦးနှင့်အဖွဲ့အစည်း၂၂ခုကိုဥရောပသမဂ္ဂတန်ခတ်ပိတ်ဆို့အရေးယူမှု၂၀၂၆ခုနှစ်ဧပြီလထိတက်တန်းတူးမြင့်နေကြောင်းတင်ဆက်ပေးပါမယ်။ဆီအာနာသိမ်းမှုနှင့်ပြည်သူလူထုကိုတပ်ဖြတ်မှုတွေကြောင်းမင်းအောင်လိုင်းအပါဝင်စစ်ဗိုလ်ချုပ်များဝန်ကြီးများနှင့်တပ်အသိုင်းဝန်းမှလူပုဂ္ဂိုလ်တရား၆ဦးနှင့်အဖွဲ့အစည်း၂၂ခုကိုတန်ခတ်ပိတ်ဆို့အရေးယူထားမှုကိုဥရောပသမဂ္ဂ EU က၂၀၂၆ခုနှစ်ဧပြီလထိတက်တန်းတူးမြင့်လိုက်တယ်လို့ EU က တရားဝင်သတင်းထုတ်ပြန်ပါတယ်။ ဆီယာနာသိမ်းပြီးနောက်2021ခုနှစ်ကလေးကဂျာမန်လိုက်တင် EU ရဲ့အရေးယူပိတ်ဆို့မှုတွေကိုနှစ်စဉ်တက်တန်းတိုးလာခဲ့ရမှာအခု2025ခုနှစ် AB လအတွင်းမှာတက်မှတ်တက်တန်းတိုးမြင့်လိုက်ကြောင်းတန်ခတ်ပိတ်ဆို့အရေးယူမှုမှာ2026ခုနှစ် AB လအထိတက်တန်းတိုးမြင့်ခြင်းဖြစ်ကြောင်းသိရပါတယ်။ဥရောပတမကကအရေးယူထားတဲ့သူများမှာမင်းအောင်လိုင်းစစ်ကောင်စီအဖွဲ့ဝင်များဝန်ကြီးများဒုတိယဝန်ကြီးများတရားရေးအဖွဲ့ဝင်များမြန်မာစစ်တပ်ရဲ့ကြီးရင်လေးမှဗိုလ်ချုပ်များစစ်တပ်ကိုထောက်ခံတဲ့ခရိုနီစီဝိုင်းတမများရွှေကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ရန်ကုန်တိုင်းတွင်းမှစစ်တပ်နှင့်ဆက်နွယ်နေတဲ့နိုင်ငံရေးသမားတွေနဲ့အုပ်ချုပ်ရေးဖွဲ့ဝင်များအွန်လိုင်းဝင်လင်ကိုင်းနဲ့ဆက်နွယ်သူများပါဝင်ကြောင်းသိရပါရယ်စီးပွားရေးတန်ခတ်ပိတ်ဆို့ရင်းယူထားတဲ့ဖွဲ့စည်း22ခုမှစစ်ကောင်စီစစ်တပ်ပိုင်းကုမ္ပဏီများနဲ့နိုင်ငံပိုင်နဲ့စစ်တပ်ထိန်းချုပ်ထားတဲ့ပုဂ္ဂလိကကုမ္ပဏီများကာကွယ်ဝင်ကြီးဌာနမြန်မာစစ်တပ်ရဲ့အကြီးအကဲတက်များနဲ့နေကြဆောင်ရေးများပါဝင်ကြောင်းသိရပါရယ် ဥရောပသမဂ္ဂရဲ့တန်ခတ်ပိတ်ဆိုအရေးယူမှုမှာခီးတွန်းလာခွင့်ပိတ်ခြင်းပိတ်ဆိုင်မှုတွေကိုပိတ်ခြင်းစီးပွားရေးကိုလူဆက်သွယ်ပေါင်းစည်းခွင့်တွေကိုပိတ်ပင်ခြင်းလက်နက်တင်ပို့ရောင်းချမှုပိတ်ပင်ခြင်းအပါအဝင်စီးပွားရေးနဲ့စည်ရင်းဆိုင်ရာပိတ်ပင်ခြင်းများဗီဇာပိတ်ခြင်းများငွေကြေးဆိုင်ရာပိတ်ပင်ခြင်းများပါဝင်ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်ကြောက်ဖြူတိုက်ပွဲကိုလေကြောင်းနဲ့ဆင်လွှတ်လိုက်တဲ့တပ်မကိုကိုမဘုံမှုတအုပ်ပါဝင်တပ်ဖွဲ့ဝင်တချို့ကြောက်ဖြူအယောင်မှပျောက်ဆုံးတယ်လို့ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမျိုးရှိတိုက်ပွဲကိုဆင်လွှတ်လိုက်တဲ့စစ်ကောင်စီတပ်မ 1969မှာဗိုလ်မှူးတောင်ပါဝင်တပ်ဖွဲ့ဝင်တချို့ကြောက်ပြူရောင်မှာလက်နက်တွေနဲ့ဒူးထွက်ပြေးပျောက်ဆုံးနေရလို့သိရပါတယ်။စစ်ကောင်စီနဲ့နှိစက်သူမျိုးသားတအုပ်ကဒီကနေ့ပဲလေကြောင်းကနေလွတ်လိုက်တာအရင်တုန်းကလေးကရောက်နေတယ်။သူတို့တပ်မ69စစ်ကြောင်းစီကိုတွားတာကြောက်ပြူလေးစိတ်ကအထွတ်ရဲတပ်ရင်ဘက်ကိုတွားတဲ့လမ်းမှာထွက်ပြေးသွားတာဗိုလ်မှူးရဲ့သူ့ရဲ့လက်ပါစီတချို့ရင်အခုထိပြောင်းနေလုံလို့ပြောပါတယ်။ပြဆောင်နေသူတွေကိုကြောက်ဖြူအခြေဆိုင်အမှတ်32ရဲတပ်ရင်ကြောက်တလုံးကင်းခလာရ34ပါဝင် အခြေဆိုင်တရင်တွေကစစ်ကြောင်း၃ကြောင်းနဲ့အနီနာရှိကျင်းရွာတွေကိုစစ်ကြောင်းထိုးတာအဘူတပြင်းလိုက်ရှာနေရလို့မြေပြင်ဒေသခံစည်ရင်တည်ရင်မြေတောင်ကပြောပါတယ်ဆလတ်ပြီးမြောက်ရီကော့ဂရိတ်အာရှလမ်းမှာတော်လိုင်းပူပေါင်းတက်များထိုးစစ်ဆင်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီမှာခံစစ်ပြင်ဆင်မှုနဲ့အင်အားဖြည့်တင်မှုလှုပ်ဆောင်နေလို့သိရပါတယ်မြောက်ရီကော့ဂရိတ်အာရှလမ်းမှာတိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိပြီးတော်လိုင်းပူပေါင်းတက်တွေကထိုးစစ်ဆင်တိုက်ခိုက်မှုလှုပ်ဆောင်နေပြီးစစ်ကောင်စီဘက်မှာခံစစ်ပြင်ဆင်မှုနဲ့အင်အားဖြည့်တင်မှုတွေလှုပ်ဆောင်နေရရှိနေလို့နယ်မြေကန်တော်လိုင်းတရင် င်းရင်းမြစ်တွေကပြောပါရင်ကျုံတုံမြို့မှာတော်လိုင်းပူပေါင်းတက်များကဝင်ရောက်လာမှကိုစိုးရင်ပြီးစစ်ကောင်စီဘက်မှပြင်ဆင်မှုတွေအပြင်းထန်လုပ်နေပြီးမြို့အဝင်ထွက်လန်းတွေကိုလမ်းပေးရှိတပင်းများကိုလမ်းပေါ်ကိုလဲချခြင်းများလည်းလှုပ်ဆောင်နေရလို့ဆိုပါရင်ကျုံတုံမြို့မှာစစ်ကောင်စီတပ်ဘက်မှလက်နက်ကြီးကာကွယ်ပြင်ဆင်မှုတွေရှိနေပြီး925တပ်မှတင်ကားတစီပို့ဆောင်ထားတယ်လို့သိရပါရင်ဒါအပြင်ကျုံတုံအခြေဆိုင်စစ်ကောင်စီရဲ့925တပ်မှလက်နက်ကြီးရန်တပ်ပစ်ခတ်မှုတွေကြောင့်လူနေအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိတယ်လို့ဆိုပါရင်စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်ကမ်း န်းနီစံပြချင်းရွာမှာဒေသခံတအုပ်ပြင်းထန်တံရရရှိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့နဲ့နှိစက်သူတွေစီမံသိရပါဗျ။ ကြုံတို့ကွန်ကရစ်ဒေသမှာတိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိပြီးစစ်ကောင်စီဘက်မှလက်နက်ကြီးပစ်ခတ်မှုနှင့်လေယာဉ်ဒရုန်းပုံကျဲမှုတွေရှိနေသလိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များတံပြန်လက်နက်ကြီးပစ်ခတ်မှုနှင့်ဒရုန်းတံပြန်တိုက်ခိုက်မှုတွေလှုပ်ဆောင်လျက်ရှိနေပါတယ်။တိုက်ပွဲပြင်းထန်လာမှုနှင့်အတူတော်လိုင်းဘက်မှစကန်သိမ်းမှုတွေရှိတဲ့ပေါ်စစ်ကောင်စီတပ်ဘက်မှကြောင်လန့်ကအခြေဆိုင်တပ်စခန်းများကိုခံစစ်ပြင်းစင်မှုတွေလှုပ်ဆောင်ထားတယ်လို့သိရပါတယ်။တော်လိုင်းပူပေါင်းဖွဲ့တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီဘက်မှထိခိုက်ဒေဆုံသူများပြားပြီးတော်လိုင်းတပ်ဖွဲ့တံကိုအလင်းဝင်ခိုးလုံလာ သူတွေလည်းရှိရလို့ဆိုပါတယ်စစ်ကောင်စီဘက်ကမှလင်းရင်နဲ့နေစဉ်လို့လို့ပုံချင်းမှုတွေကအရက်သားပြည်သူများကျေးရွာများဘာသာရေးအဆောင်များနဲ့ဖျားစီတီများကိုပြစ်မှတ်ထားတိုက်ခိုက်လျက်ရှိရလို့ဆိုပါတယ်အခုရက်ပိုင်းတွင်စစ်ကောင်စီဘက်မှလက်နက်ကိုင်းတော်လိုင်းတပ်ဖွဲ့များထိန်းချုပ်ရာဒေသကိုလင်းရင်နဲ့အဆက်မပြတ်ပုံချင်းနေပြီးဒရုန်းနဲ့လင်းရင်များနဲ့ကင်းထောက်မှုတွေလုဆောင်လျက်ရှိရလို့နယ်မြေကန်တရင်အရင်းမြစ်တွေရဲ့ပြောပြကြံရသိရပါတယ်မြောက်ရင်းကော်ဂရိတ်အာရှလန်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီမှဒူးကျုံစုံဝင်ဦးဆောင်နဲ့အောင်စရာစစ်စင်အမည်နဲ့ ်စည်ရေးပေါ်ဆောင်ရမှာတနင်္ခန်ရှိနေပြီဖြစ်ပါတယ်။အောင်စရာစစ်စင်ရေးမှာကလောချေဆိုင်တမ55နှင့်အဓိကစည်ရေးပေါ်ဆောင်နေပြီးဒီကနေ့ချိန်တွင်လိုရာခီရှိမရောက်နိုင်ပဲတိုက်ပွဲရှုံးနေမှုတွေနဲ့သာရှင်ဆိုင်နေရပါတယ်။ ဒါအပြင် KNU တက်မဟာချောင်းနဲ့တက်မဟာလီနေမြေတွေမှာစစ်ကောင်စီငွေကြေးစီစဉ်တဲ့နေဆက်ကုံသွင်းလမ်းကြောင်းအလုံးကိုဖျက်တောက်ထိန်ချုပ်ဖို့ KNU KNL နဲ့မဟာမိတ်တော်လှန်ပူးပေါင်းတပ်ဖွဲ့တွေကစည်ရေးဆက်လက်ဖော်ဆောင်ရရှိရလို့သိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့ရိုဟင်ဂျာတွေကိုနေရပြန်ပို့ရင်တရုတ်ကူညီပေးဖို့ဘင်္ဂလားဒေ့ရှ်ပါတီတောင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရိုဟင်ဂျာဒုက္ခသည်များနေရပြန်နိုင်ဖို့ကိစ္စအတွက်တရုတ်ကပုံမှန်တက်ကြွတဲ့ခန်းကဏ္ဍကနေပါဝင်ပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီတခုကတောင်းဆိုလိုက်ပါတယ်။ AB 29ရက် နေထုတ်ပြန်ကြမှာတော့ ပီပလိုပီအလုတ္တမပါတီဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာတွေမြန်မာနိုင်ငံစီဘေးကင်းကင်းနဲ့ပြန်နိုင်ဖို့အတွက်တရုတ်ကတက်ကြွစွာထဲထဲဝင်ဝင်ပါဝင်ပေးစီဖြစ်လို့ကြောင်းတိုက်တွန်းထားခဲ့တာဖြစ်ပါတယ်တရုတ်အာဏာရကွန်မြူနစ်ပါတီ CCP ကစေလွှတ်လိုက်တဲ့၄ဥပါကိုယ်စားလှယ်ဖွဲ့တစ်ခုနဲ့တွဲဆောင်ဆွေးနွေးပြီးတဲ့နောက်ပီပလိုပီအလုတ္တမပါတီအတွင်ရေးမှူးချုပ်ဆိုင်ဖူဟာကေပါတီအနေနဲ့ရိုဟင်ဂျာတွေကိုမြန်မာနိုင်ငံစီဘေးကင်းစွာပြန်ပို့ရေးကိစ္စမှာတရုတ်အနေနဲ့လေးလေးနက်နက်နဲ့ပို့ပြီးတက်ကြွကဏ္ဍမျိုး ိုးစုံပါဝင်တာဝန်ယူစေခြင်းနဲ့ဆိုတာမြစ်တာရက်ခံခဲ့တယ်လို့ဆိုပါတယ် CCP ရဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ဒါကာမြို့မှာရှိတဲ့ The Western Hotel မှာ AB 29ရက်ကတွေ့ဆုံရမှာ PPLP အလုံသမားပါတီရဲ့၄ဦးပါကိုယ်စားလှယ်အဖွဲ့ကို စိုက်ဖူးကဥဆောင်ခဲ့တာဖြစ်ပါတယ်တနအိကြဆွေးနွေးမှုကပါတီနှစ်ခုကြားပြီးတော့နိုင်ငံကြားပူပေါင်းဆောင်ရွက်မှုတွေခိုင်မာအားကောင်းမြင့်တင်နိုင်ရေးကိုအဓိကဦးစားပေးချဉ်းကပ်ခဲ့တယ်လို့သူကပြောပါတယ်ရိုဟင်ဂျာကိစ္စတွေအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုတရုတ်ဗီဇာစီးမြင့်နေရော့ပေါ်ဖို့လည်းသူရဲ့ပါတီကထည့်သွင်းတောင်းဆိုခဲ့ကြောင်းဒါမှသာစေကူဘိုစီးပွားရေးကိစ္စနဲ့တခြားရေးပေါ်အကြောင်းအရာတွေမှာတရုတ်နိုင်ငံစီသွားလာဖို့ပုံမှုလွယ်ကူမှာဖြစ်ကြောင်းလည်းစိုက်ဖူးကထည့်သွင်းပြောဆိုသွားခဲ့ပါတယ် CCP ကိုယ်စားလှယ်ဖွဲ့ကတရုတ်ဟာတခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုဝန်မဆွတ်ဖက်ဖို့ ုဆိုတဲ့မူကိုခိုင်ခိုင်မာမာဆက်လက်ဆုတ်ကင်ထားပြီးတရုတ်ဘင်္ဂလားဒေ့ရှ်ကန်နာပေါင်းစုံပူပေါင်းဆောင်ရွက်မှုတွေကိုမြင့်တင်ဖို့စိတ်အားထက်သန်စွာရှိနေရလို့ကတိပြုခဲ့ကြောင်းလဲဆိုပါတယ်။ဒါအပြင်တရုတ်စံကျင်ရေးလှုပ်ရှားမှုတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအတုံးချပြီးပြုလုပ်တာမျိုးကိုပြည်သူတွေကဘသူကိုမှခွင့်ပြုမှာမဟုတ်ဘူးလို့တရုတ်ကွန်မြူနတီပါတီကောင်းဆောင်တွေကိုအာမခံထားတယ်လို့ဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိစဉ်အတော်အတွင်း CCP ကိုစလဲဘွဲကအစ်မေအန်တိုလွန်ဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေ့ဂျာတီ ရဲတပ်တို့အပါအဝင်နိုင်ငံရေးပါတီချို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ် နောက်ထပ်တပုတ်အနေနဲ့စစ်ဆောင်နေအိမ်များကိုဖောက်ထွင်းလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များစောင့်ကြိုတိုက်ခိုက်ခံရပြီး၆ဦးသေဆုံးကအများပြားထိခိုက်ဒဏ်ရာရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတာယာဝရီခရိုင်မင်းလာမြို့နယ်မှာပဲခူးတိုင်းအစက်ကစစ်ဆောင်ကျင်းရွာတွေဖောက်ထွင်းပြန်လာတဲ့စစ်ကောင်စီတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်သား၆ယောက်သေဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတာယာဝရီခရိုင်တရင်၃၈၀၀နဲ့တာဝန်ရှိသူကပြောပါရယ်။အေပီလ၂၆ရက်မနေ့ပိုင်းကအရက်သားပိုင်းပြည်စီဝေခိုးယူတင်ဆောင်လာတဲ့စစ်ကောင်စီတပ်တွေနဲ့တော်လိုင်းတပ်တွေထောက်ချအောင် ုစားကြောင်းရွာထိပ်ကျိုးတရာရောက်မှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။တော်လိုင်းတပ်တွေကအသင်းဆောင်ကျိုးတိုက်ခိုက်နေတာဖြစ်ပြီးတပ်ဖွဲ့ဝင်တွေပြစ်ခတ်လိုက်တဲ့လက်နက်တွေနဲ့၄၀မမပုံသီးတွေကြောင့်စစ်ကောင်စီဘက်ကထိခိုက်ဒေဆမှုများပြားခဲ့တယ်လို့သိရပါတယ်။စာခါတွေကျိုးတရာပေါ်ပြေးတက်လာတာကို၄၀မမ သုံးလုံးနဲ့ပြစ်လိုက်တာနှလုံးပန်ပြီးအဲ့ဒီကောင်လေးဖိယိုဖိယဲဖြစ်သွားတယ်အဲ့ဒါလက်နက်ငယ်တွေနဲ့ထပ်ပြစ်တာ၆ကောင်လေးကြာပြီးသေးတာမျက်မြင်အတီးပြူနိုင်ပါတယ်တန်ရာရသူတွေလည်းများပါတယ်အဲ့ဒီတန်ရာရစာခရီကပဲထပ်တည်လောက်တဲ့မြင်းလာစင်ယုံကိုတန်ရာရသူတွေရောက်မလာရင်တော့ထပ်တည်မတည်ကမတည်ရတဲ့ဦးဖြစ်နေတာရွှေတောင်စင်ယုံကိုလာလာလာတော့မတည်ဘူးလို့တန်ရာဝန်ခံတန်ရင်၃၈၀၀နဲ့တာဝန်ရှိသူကပြောပါတယ်လက်ရှိအခြေအနေကမင်းလာမျိုးနဲ့အတွင်းစစ်ကောင်စင်ကစစ်ကြောင်းတုံဝင်ရောက်တာလူသားတိုင်းလုံးဖမ်းဆီးတာတွေအပြင်လေကြောင်းတိုက်ခိုက်မှုတွေပါလှုပ်ဆောင်နေတာကြောင့်အရက် ားတွေတတိထားနေထိုင်ဖို့တာယာဝရီခိုင်တန်ရင်3800နှစ်တာဝန်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့အေပီလ22ရက်နေ့မှာလည်းမင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းပိုင်းပေါ်ကိုတာယာဝရီခိုင်တန်ရင်3800နှစ်တက်ခွဲနဲ့တက်ဖွဲ့ဝင်နေမြေရှင်လင်းရင်တက်ရောက်လှုပ်ဆောင်ရင်လူကြီးလမ်းကြောင်းဆောင်ရင်ထမင်းစားနေတဲ့စစ်ကောင်စီတက်ဖွဲ့ဝင်တွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။